CNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်တဲ့နောင်ကျူကြောင်မဲတီဘောတို့ကိုစစ်ကောင်စီကတင်ပိုက်ပြီးတဲ့နောက်ကျန်းတဲ့မြို့နယ်တွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေပါတယ်။တရင်ဘတ်၃ဘတ်တွင်းမှာတဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကမိုးကုတ်မန်တုံနန်းစံစတဲ့မြို့နယ်တွေမှာအချိန်ရင်30ဝန်းကျင်တိရှိခဲ့ပြီးရဲသားဒါဇင်နဲ့စီပီတိစုံထားပါတယ်။ စစ်ကောင်စီနေနဲ့ TNL ထင်းချုံနယ်မြေတွေဖြစ်တဲ့နောင်ချိုကြောင်မဲ့တီဘောတို့ကိုတင်ပိုက်ပြီးတဲ့နောက်လက်ကျန်မြို့နယ်တွေကိုရွေးကောက်ပွဲပြီးမှတိုက်မယ်လို့တွက်ဆထားပေမဲ့လက်ရှိအခြေအနေအရတော့ဂျန်နယ်မြို့နယ်တွေကိုလည်းစစ်စင်ရေးကိုဆက်ပြီးဖော်ဆောင်မဲ့အလားအလာကိုတွေ့ရတယ်လို့စေးလေးလာတုံးတူတူဖြစ်တဲ့စီရန်ဘိုရီကိုစင်ရောကပြောပါတယ်တီဘောမှာလည်းကျွန်တော်လည်းစစ်ကောင်စီရဲ့မြေပြင်ထိုးစစ်ရပ်တန့်သွားမယ်လို့မှန်းစာထားခဲ့တာပေါ့နော်ဒါပေမဲ့ ကျန်တဲ့ကျွန်တော်တို့နမ်2နမ်3ပြီးရင်ကျွန်တော်တို့ဒီမိုင်းငော့နဲ့ကြောင်မဲကြားတွေပါလေချောင်းတက်ခိုက်မှုတွေလှုပ်လာတယ်သူတို့ရဲ့အနေထား TNN တွေထိရှုပ်နေမြေတွေအားလုံးကိုစည်ရင်းဒီရနဲ့ပြန်ယူတော့မဲ့အနေထားမျိုးလို့ပြောလို့ရနေပြီဗျာဟောစစ်ကောင်စီဘက်ကလက်ရှိလေချောင်းတက်ခိုက်မှုတွေလှုပ်နေတဲ့မြို့နယ်တွေဟာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ထုတ်ပြန်ထားတဲ့မြို့နယ်တွေဖြစ်ပါတယ် ဒါပေမဲ့လည်းစစ်ကောင်စီနေနဲ့ရွေးကောက်ပွဲနယ်မြေတွေကိုပို့ပြီးချက်ထွင်လို့ရကြအောင်အခုလိုမျိုးစီးရီကိုဆက်ပြီးဖော်ဆောင်နေတာလို့နိုင်ငံရေးလှလသုံးသပ်သူလူဖြစ်တဲ့ဒေါက်တာလာကျော်စောကပြောပါတယ်။ဒါကြောင့်စစ်ကောင်စီနေနဲ့ကျန်းတဲ့မြို့တွေကိုလည်းစစ်တိုက်ဆရာမလို့ပဲ PRP ပြန်တောင်းယူနိုင်အောင်အခုလိုမျိုးအရသာပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာလို့လည်းဆိုပါတယ်။အဲ့အဲ့လိုလည်းပါတယ်နိအဲသူကဟိုမတိုက်ခိုက်ရဘဲနဲ့ပြန်လူကျင်တာလည်းရှိရပါတော့เนาะအဲ့တော့ဟို ။ဟိုခမင်းနေဘက်ကလည်းတိုင်းရင်းသားဘက်နဲ့ကအဖွဲ့များပါတယ်။ချိန်မင်းထားတဲ့တောင်းရကကြီးတဲ့အဲ့ဒါကြောင့်မို့တချို့ကလည်းပြန်ပေးခြင်းမို့ရတယ်။သူတို့တည်းမှာကိုကပြန်ပေးခြင်းနဲ့သူမပေးခြင်းနဲ့ရှိတာပေါ့နော်။အဲ့တော့တချို့ကလည်းတော်မှန်ရေးဆက်လုပ်မယ်ဆိုရင်ဒါကြီးချိန်မင်းထားတာခက်ခဲလို့ပြန်ပေးလိုက်ပြီးကိုကကိုရှိတဲ့ဒီစားလေးမှာပဲရပ်တော့အပြစ်ခိုက်ချက်ဆေးကြီးလောက်ပြီးတော့ထောက်ချက်နဲ့တူဖြစ်ချင်။အဲ့တော့ဒါတွေက သူတို့အပေးရင်လုပ်တဲ့ပုံမှန်မျိုးစစ်ကောင်စီရဲ့အခုလိုမျိုးရဲသားပြစ်မှတ်တာတက်ခတ်မှုတွေကြောင့်ဒီအနေလေးတွက်လဲဖိအားပိုဖြစ်လာစေမယ်လို့စီရန်ဘူးကြီးကိုစင်ရောကပြောပါရယ်ဒီတွေ့ဆုံဆွေးနွေးပွဲစကားဝိုင်းရနေပဲလေချောင်းနဲ့စစ်တီနီရဲ့ကြေးပြီးတော့မင်းတို့နောက်မဆုတ်ရင်တော့မင်းကြားတဲ့အပြည်သူတွေပေါ့နော်အဓိကကလည်းအဲ့အခုဒီတော်လိုင်းတက်ဖွဲ့တွေနဲ့အီအာတွေမှာအဓိကအားနေချက်ကအားရပါပဲ အဲဒီဒေသခံပြည်သူတွေဖြစ်ပြီဆိုရင်တို့တွေမတက်တာတဲ့အဆုံနောက်ပြန်ပြန်ဆုတ်သွားတာပေါ့နော်အဲ့ဒီအားနေချက်ကိုအခွင့်အောင်းယူပြီးတော့လေချောင်းတက်ခိုက်မှုတွေတောက်လျှောက်လုပ်လာတဲ့အနေအထားမျိုးလို့တော့အဲကျွန်တော်တို့ကတော့မြင်ပါတယ်ဗျဟုတ်ကဲ့ဒီချင်းတွေနဲ့ပတ်သက်လို့ TNL ဘက်ကိုဒီဘီကဆက်သွယ်မေးမြန်းနေပေမဲ့ဆက်သွယ်လို့မရသေးပါဘူးတစ်ဆယ်နှစ်ဆက်ကုန်စစ်စင်ကာလတွင် TNL ကနောင်ချိုကြောက်မဲမိုးကိုဒီပေါ်စားတဲ့မြို့ပေါင်း12မြို့ကိုတိမ့်ပိုက်ထားတာပါအဲ့နောက်တရုတ်ကြောင်းနဲ့ဆွေးနွေးပွဲတွေရှိလာပြီးစစ်ကောင်စီက TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုပြန်တောင်းခဲ့ပါတယ်။ TNL ဘက်ကလက်မခံခဲ့တဲ့နောက်မှာတော့စစ်ကောင်စီကထိုးစစ်ဆတ်ဆင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့မြို့သုံးမြို့ကို TNL ဘက်ကပြန်ပြီးလက်လွတ်ထားပြီးဖြစ်ပါတယ်။ကျွန်တော်ထားအောင်ပါ။